အားလုံးမင်္ဂလာပါဒီနေ့တရသင်ပေးပါမယ်တရကိုတရုတ်လိုရွင့်မူလို့ခေါ်ပါတယ်ရွင့်မူတရတရကိုအဓိကအပြင်အပိုင်းကြီးနှစ်ပိုင်းခွဲထားပါတယ်နော်အဲ့ဒီထဲမှာမှဒီချတရအဲဒီချတရလို့ခေါ်တဲ့တန်ရွင့်မူနဲ့ပေါင်းဆက်တရလို့ခေါ်တဲ့ဖူရွင့်မူဆိုပြီးတော့အပိုင်းကြီးနှစ်ပိုင်းခွဲထားပါတယ်ဒီချတရလို့ပြောတဲ့အတွက်ကြောက်မလို့တို့က ဒီခြားသနာတို့ပြောတဲ့အတိုင်းသူကတလုံးတည်းဆာလုံးတလုံးတည်းနဲ့ယက်တည်နေတဲ့အတွက်ကြောင့်မလို့သူဒီခြားသနာလို့ခေါ်တယ်။ပေါင်းဆက်သနာကတော့ဆာလုံးနှစ်လုံးပေါ့။တချို့ကျတော့သုံးလုံးအဲ့လိုပေါင်းဆက်ပြီးမှအတန်ထွက်ရတဲ့အတွက်ကြောင့်မလို့ပေါင်းဆက်သနာလို့ခေါ်တယ်။ဒီကြောင့်မှမဒီခြားသနာကိုအရင်ဥဆောင်အတန်ထွက်ပြပါမယ်။အာအာ 一、五、五、一、一，好变哦，帮说的啦。I, I, 有也也月月เนาะဒီမှာတီးချမ်းတလုံးတည်းထွက်နေတာသူကနည်းနည်းထူးခြားလို့သူခွဲထွက်တာပေါ့เนาะသူထူးခြားတရလို့ခေါ်မယ်ဘလိုတန်ထွက်မလဲဆိုတော့ရှာကိုအရင်ကြီးလိတ်ပြီးဆိုတော့မှာအာအရင်တီကို ဟိုရှာရင်ထိကိုလိတ်ပြီးဆိုရမှာနော်အာအာဟုတ်ပြီနော်အာဒီနေရာမှာဒီဒီဟိုဟာဗောနော်ဒီအအတန်တွေကိုပမာစာနဲ့မရေးပေးပါဘူးနော်ဘာလို့လဲဆိုတော့ဗမာစာနဲ့ရေးပြလိုက်တယ်ဆိုလို့ရှင်ဒီဗမာအတန်ထွက်ကိုပဲမိခူတော့မှကြောက်လို့ဒါကြောင့်သူကမှုရင်းအတန်ကိုရအောင်ယူပါမှုရင်းအတန်ကိုရတီအထီးတင်ယူပါနော် อาสันนิเปลี่ยนพแปลงไปเนาะอาอเออีอูวีอา